ရောက်နေတယ်။ကျမကဒီ6ရက်9ရက်ပတ်ဝန်းကျင်ကရစပြီးတော့အစိုးရဘက်ကတာဝန်ရှိပုဂ္ဂိုလ်များထံကိုဒီမျိုးမျိုးနဲ့ကျမဆက်တွဲပြီးတော့ဒီသတင်းစကားကိုပါခဲ့ပါတယ်။ကလေးတွေစေလန်းဆောင်ဝဲမတိုင်ခင်ငင်းချင်းချင်းချင်းဒီမျိုးတွေကရင်ထွက်ချင်ပါလေ။ဒါဝဝိုင်းဝန်းကူညီပေးကြပါလို့ဆိုဒီမျိုးမျိုး channel အသီးသီးကရင်ကျမဆက်တွဲခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာပဲပေါ့နော်။ နော်ခုရနေ့ညနေမှာပဲကျွန်မအတော်စိတ်ကူပါလားဒါပေမဲ့ခုရနေ့ညနေမှာကျွန်မလက်မန်းကိုညှိနှိုင်းပေးဖို့ဆိုပြီးကျွန်မကိုယ်ပိုင်လည်းရောက်သွားပါတယ်ညတစ်ခေါက်နားနီးပါရောက်သွားပါတယ်ကျောက်တော်တဲ့အချိန်မှာပဲပေါ့နော်ကျွန်မဝင်ဝင်မရပါဘူးဒီတောင်းသားသပိတ်စတန်နဲ့ကျွန်မတရားဝင်ဝင်ဝင်မရနဲ့ပါတော့တရားဝင်ဝင်ဝင်မရတဲ့အတွက်ကြောင့်မလို့ကျွန်မအနေနဲ့ဒါလုံရုံရုံဝင်ကြီးတူးဦးကိုပေါ့နော်တူးဦးကိုကျွန်မဖုံးဆက်ပြီးတော့ကျွန်မခဏတော့ဝင်မယ်ဆိုပြီးတော့ကျွန်မ ဟာဝင်ခွင့်တောင်းပါလေအဲ့တော့ကျမတရားဝင်ဝင်ခွင့်မရပြီလေကျမကိုပုဂ္ဂိုလ်တဦးကအာမခံတဲ့အတွက်ကြောင့်မလို့ကျမကနာယီပိုင်းလေးပဲဒီကျောင်းသားတပိတ်စခန်းထဲကိုဝင်ခွင့်ရတယ်အဲ့ဒီကိုရနေ့ည10ရက်နေ့မနေ့တနာယီခွဲပေါ့နော်အဲ့ဒီအချိန်မှာကျမဝင်ခွင့်ရတယ် ဝင်ခွင့်ရပြီးတော့ကျောင်းသားလူကိုကျွန်မမေးတယ်နောက်ဆုံးအခြေအနေပါလဲသူတို့ဘက်ကဘာပြင်ဆင်ထားလဲဆိုတဲ့အခါမှာသူတို့ဘက်ကနောက်ဆုံးအခြေအနေကိုကျွန်မတရားဝင်မေးခဲ့ပါတယ်အဲ့တော့ကျွန်မသိတဲ့သလားအခြေအနေကိုကျွန်မသိခဲ့ရတယ်သိခဲ့ရတဲ့အတွက်ကြောင့်ကျွန်မပြန်ထွက်တယ်ပြန်ထွက်ပြီးတော့ကျွန်မဒါအပြင်မှာကျွန်မတရားဝင်နေခွင့်မရအောင်ဆိုတော့ကျွန်မချက်ချင်းပဲပြန်ထွက်ရပါတယ်တနအိလောက်နေပြီးတော့ကျွန်မပြန်ထွက်တယ်ပြန်ထွက်ပြီးတော့ဆယ်ရက်နေမနေ့မှာကျွန်မညင်းညွတ်နဲ့စက်တိုက်ညဘက်မှာကျွန်မရှိသမျှကအတိအကုန်လုံးတော့ဒါ message ပို့တာ လုပ်တာဒါအစိုးရဘက်ကပေါ့နော်တာဝန်ရှိပုဂ္ဂိုလ်တွေကိုညှိညွတ်နဲ့စ조사တဲ့အခါမှာမနေ့ပေါ့နော်မနေ့၈နာရီခွဲမှာ၁၀ရက်နေ့မနေ့၈နာရီခွဲမှာလုံခြုံရေးဝန်ကြီးကကျွန်မကိုတွေးချင်ပါတယ်ဆိုကျွန်မနေတဲ့နေရာပေါ့ကျွန်မနေတဲ့တဲကိုခန်းကိုခင်ရီအုတ်ချွေရေးဘူကရောက်လာပါတယ်ဆီယမ်မကိုလုံခြုံရေးဝန်ကြီးကတွေးချင်ပါတယ်အဲ့တော့လာခဲ့ပါဆိုတော့ကျွန်မကကျွန်မလာခဲ့ပါမယ်ဆိုပြောပြီးတော့ကျွန်မကအဲ့ချိန်မှာဆရာဒေါက်တာတင်းမြေကိုဖုန်းဆက်တယ်ဆရာရေးတော့ ဖုံးဆက်နေပြီးသွားရအောင်ဆိုတော့ဆရာကမရောက်သေးဘူးဆိုတော့ကျမသွားနေရဲဆိုတော့ကျမဆရာထက်9မိနစ်လောက်တည်းစောပြီးတော့လူကြွေးဝင်ကြီးစီရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာလူကြွေးဝင်ကြီးကအချင်းချင်းဖန်ဖန်ကျမခက်တလေးလေးပြောပါတယ်။သူတို့အချမ်းဖက်ဖို့ရည်ရွယ်ချက်လုံးဝမရှိဘူး။ထပ်ထပ်လေးလေးပြောရဲအချမ်းဖက်ဖို့ရည်ရွယ်ချက်မရှိဘူး။အော်ကျမယုံပါတယ်တကယ်ယုံပါတယ်။အဲ့တော့ကျမကဟုတ်ပြီကျမတို့ဘယ်လိုလုပ်ကြမလဲဆိုဟုတ်ပြီအဲ့မှာငင်းချမ်းဆိုတာရန်ကုန်ကိုပြန်လဲထွက်ခွာခဲ့။ဟာ ပေးပြီနော်အဲ့လိုထွက်ခွာဝင်ပေးတဲ့သဘောတူချက်မှာသူကအကန့်အကန့်နဲ့သဘောတူနေခဲ့တာပါအဲ့မဲ့သူရဲ့အကန့်အသတ်ကအဲ့ဒီအချိန်တုန်းကတော့သူကအတိအကျမပြောသေးပါဘူး။တပိတ်အသွင်မဆောင်တော့ရန်ကုန်တို့အေးချမ်းစွာပြန်လဲထွက်ခွာခွင့်။သူကရန်ကုန်တို့ဝင်ခွင့်ပါတော့နော်။ဒါသူ။သူထည့်ပြီးတော့သူငင်းချမ်းစွာဝင်ခွင့်။သူစီစဉ်ပေးမယ်ဆိုလို့သူပြောပါတယ်။ ဲ့တော့ပြောတော့ကျွန်မလည်းဒါဝန်တာအားနဲ့ကျောင်းသားကောင်းဆောင်တွေကို message ပေးပါလေ။မီဒီယာကတော့ကျွန်မတို့အဲ့ဒီအချိန်မှာအရန်ချပြီးတော့ကျွန်မတို့ကိုရှင်းပေးပါ။မရှင်းသေးဘဲနဲ့ဟုတ်ပြီငင်းချင်းချက်ချင်းနဲ့လူဦးကလည်းအဆမတန်များနေတယ်။ကျောင်းသားအုပ်ထက်အပြင်မှာရှိတဲ့လူဦးက90လောက်ကိုရှိတယ်။အဲ့တော့ဒါတော့ရက်တက်ဖွဲ့ဝင်မပါသေးဘူးပေါ့နော်။အဲ့တော့အဲ့ဒီမှာအားပေးဖို့အနေနဲ့မြို့မြို့အနေနဲ့ကရောက်လာတဲ့ပြိပတ်ကလည်းရောက်နေပြီဆိုတော့အချိန်လေးကတော်တော်လေးကိုပေါ့နော်ထိန် က်ရတဲ့အခြေအနေကိုဖြစ်သွားမှလည်းကျွန်တော်တို့အရင်ဆိုးပါတယ်။ဆိုးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအချိန်မှာပြောတယ်ကျောင်းသားကောင်းဆောင်တွေအဲ့ဒီခါမှာကျောင်းသားကောင်းဆောင်တွေကပေါ်ပြီးတော့ကျွန်တော်တို့ဒုတိယအချိန်နေလုံးဝင်ကြီးနဲ့ဟုတ်ပြီဖတ်ဖင်တော့ရတယ်။ဘယ်နည်းနဲ့ဖတ်ကြတယ်။တီးချမ်းစွာဘယ်နည်းနဲ့မြို့ရဲ့အင်ငယ်ရင်းကိုခနှောက်ရှက်ခဲနဲ့ဘယ်လိုဖတ်ကြမလဲဆိုတာကိုကျွန်တော်တို့ဆက်နဲ့အသေးစိတ်ဆွေးနွေးတဲ့အခါမှာအဲ့ဒီနေရာမှာပြဿနာလေးတက်လာတယ်။အဲ့ဒီခါမှာဒါဟို ိုးရနေတယ်အလံဒီကဘဂတာအလံဒီအလံနဲ့ဒီနှစ်ဖူးစီးနဲ့ဖောက်ပေမပေးပါဘူးဆိုရဲကိစ္စကိုတို့ကတင်ပြအဲ့ကျောင်းသားကောင်းဆောင်တွေကလည်းဒါကျွန်တော်တို့တော့သဘောမတူနိုင်ပါဘူးအခုဒီနေရာမှာသဘောတူချက်တော့မပေးနိုင်ပါဘူးကျွန်တော်တို့ကျောင်းသားတွေကိုပြန်မေးပါမယ်အလံမပါပဲနှစ်ဖူးစီးမပါပဲဖောက်ခွင့်ရမရပြန်မေးပါမယ်ဆိုပြီးတော့ပေါ့နော်သူတို့ကျမတို့ရဲ့ဆွေးနွေးပွဲကအဲ့လိုကြီးရာကြီးပြီးသွားပါတယ်ပြီးတော့က ဖဲစခန်းထဲကိုကျွန်တော်တို့ပြန်ဝင်လာတယ်။ပြန်ဝင်လာတဲ့အချိန်မှာမင်းသစ်သစ်ကအကြောင်းသားကြီးကိုခုနရှင်းပြသွားပါပြီ။သဘောထားတာမျိုးပေါ့နော်။အဲ့တော့သဘောထားမတောင်းရင်အချိန်လေးမှာအကြောင်းသားကြီးကိုစိတ်ဆိုးစေတဲ့ဖြစ်ရပ်ကခုနကလက်ရှင်းပြသွားတယ်ပေါ့နော်။ဒါစပီကာကြီးနဲ့ဟန်ထွက်လာတယ်။လေဗလန်မိဘပြည်သူများရဲ့ချိန်ညာချက်ဆိုပြီးတော့အဲ့ဒီလေဗလန်မိဘပြည်သူများရဲ့ချိန်ညာချက်ဆိုတာကလေဗလန်ဒေသခံများကမသိသောလေဗလန်ဒေသခံများကသဘောမတူသောချိန်ညာချက်ဖြစ်ပါလေ။ ားချက်ကို speaker နဲ့ဒါကြင်ညာပါတယ်။ကြင်ညာတဲ့အခါမှာကျောင်းသားတို့ကဒါလုံးဝမခံမရနိုင်ဖြစ်လာတဲ့အခြေအနေကိုကျွန်တော်တို့ဖြစ်လာတယ်။ဖြစ်လာပြီးတော့ဒီအခြေအနေအထိပေါ့နော်။ agent ဆိုတာဖတ်ပါခင်းအခြေအနေညာကျွန်တော်တို့အဲ့အခြေမှာပြောင်းဆုံးသွားတာဖြစ်ပါတယ်။လုံခြုံရေးဝန်ကြီးကိုကျွန်မတစ်ဆင့်ကော်မန်ဆန်းကဆရာမ7:45တွင်တို့အကြောင်းပြန်ခိုင်းမှာမဟုတ်ရင်ကျွန်တော်တို့အစီအစဉ်နဲ့ဖတ်ပါပါမယ်လို့ပြောတဲ့အခါမှာကျွန်မဝန်ကြီးကိုပြင်ပြတယ်ဝန်ကြီး 17:45ခေတ်ကလေးတွေကထိတ်သေးတယ်။ကလေးတွေလည်းနေပူနေပြီးမြန်မြန်ဖြေပါ။သူတို့အစီအစဉ်ကိုသူတို့ဆက်လုပ်မယ်ဆိုတဲ့ခါမှာဝန်ကြီးက17:45မှာတိတိကျမကိုအကြောင်းပြန်ပါတယ်။ကျွန်တော်တို့ကတော့ဒီလိုခပ်ပါပေးမပေးနိုင်ဘူး။သူတို့ဘူးကားတွေနဲ့တတုပ်ကြီးတတုပ်အေးချမ်းစွာခပ်ပါခြင်းကိုပဲကျွန်တော်တို့ကတော့ဒါပြပြနိုင်ပါလေဆိုပြီးတော့ပြောပါလေအဲ့တော့17:45မှာဝင်ကြီးရဲ့အကြောင်းပြန်ချက်ကိုကျမကဒါအကြောင်းသား ကောမန်ဆန်ကိုမှ message ပေးပါတယ် message ပေးတဲ့အခါမှာကောမန်ဆန်ကဟုတ်ပါပြီကျွန်တော်တို့ဆက်လုပ်တော့မယ်ဆိုပြီးတော့တို့ရဲ့အစီအစဉ်နဲ့တို့ကျောင်းသားလူကိုမေးပြီးတော့တို့ကငင်းချမ်းစွာရန်ကုန်မြို့မှာရှိတဲ့မိဘရဲ့အိမ်ကိုပြန်ဖို့စ조사ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ဒါမှသူကစုမှုဆန္ဒပြဖို့ရည်ရွယ်ချက်နဲ့ရန်ကုန်ကိုဝင်မှာမဟုတ်ဘူးငင်းငင်းချမ်းချမ်းနဲ့ဒီလေးဝန်ဆိုင်ရလတ်တွေကိုစောင့်ကြည့်ဖို့ရည်ရွယ်ချက်နဲ့ ပြန်ကုန်မြို့ကိုပြန်လည်ပြီးတော့ဝင်တဲ့အစီအစဉ်ဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာအများနားလည်မှုလွဲနေတာလည်းရှိပါတယ်။ကျမ်းစာတွေကဘာကြောင့်ရန်ကုန်ကိုချီချီချီတက်ချင်တာလဲချီတက်ချင်တာ။ရန်ကုန်ကိုချီတက်ချင်တာမဟုတ်ဘူး။ရန်ကုန်မှာရှိတဲ့လူကရန်ကုန်ကိုပြန်တယ်။မန္တလေးမှာရှိတဲ့လူကလည်းရန်ကုန်ကမှတစ်ဆင့်မန္တလေးကိုပြန်တယ်။ဆိုတော့သူတို့ငင်းငင်းချမ်းချမ်းမိမအိမ်ကိုပြန်ဖို့အတွက်ကိုသူတို့ကတောင်းဆိုခြင်းဖြစ်တယ်။ ဲ့တော့ဒီနေရာမှာကျမသင်ခဲ့သင်ယူခဲ့ရတဲ့နိုင်ငံရေးကျမဟိုသင်ခန်းစာပေါ့ကျမကျမတို့နိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးသင်ခန်းစာနဲ့တူတယ်ကျမဒီကုန်းချုပ်ချင်တယ်ကျမတို့ဒီကိစ္စကိုအကျန်းဖက်ဖြိုခွင်းဖို့မိတ်ပေးလိုက်တဲ့ဒူဒီအခြေကအခြေအနေကိုတည်တည်ချာနားမလဲပေါ့အဲ့တော့သူ့ကိုနားလည်အောင်ရှင်းပြမဲ့သူလည်းဘသူမှမရှိခဲ့ပါဘူးဒီဖြစ်စဉ်အဲ့တော့သူ့ကိုရှင်းပြတဲ့သူဒီနယ်လုံးဝင်ကြီးပဲဖြစ်ပါတယ်အဲ့တော့နယ်လုံးဝ လည်းပဲမင်းတို့ချုပ်ခွင်းတော့ကွာဆိုလို့ရှိရင်သူကချုပ်ခွင်းတဲ့အလုပ်ကိုပဲသူ့ကိုခိုင်းတဲ့အတိုင်းပဲတိတိကျကျသူကလုပ်ပါတယ်အမှန်တော့သူ့နေရာမှာကျမသာဆိုရင်ဒေသဆိုင်ရာအာဏာပိုင်ရေးနေရာမှာကျမသာဆိုရင်ကျမဝီကြီးနေရာပြုတ်ရင်ပြုတ်ပါစေကျမရှင်းပြတယ်ကျောင်းသားတွေဟာသူတို့အလံနဲ့သူတို့နှစ်ဖူးစည်းနဲ့ခြိတက်ချင်တဲ့အကွာဝေးဘာလို့လဲဆိုတော့သူတို့ရဲ့ကားတွေကိုတားဆုံမှရပ်တာလေအဲ့တော့တားဆုံမှသူတို့ကားတွေပြန်ဖို့ကားတွေရပ်ထားတဲ့ အနေထားမှာရှိတဲ့အချိန်မှာသူတို့ကိုပိတ်ဆို့ထားတဲ့နေရာနဲ့ဒါဆိုရဲ့အွာဝေးကခိုက်300 400လောက်ပဲရှိတယ်။9မိနစ်9မိနစ်ကျော်လေးရှောက်နေလို့ရောက်တယ်။အဲ့တော့အဲ့လို9မိနစ်လောက်အကွာဝေးလေးကိုပေါ့နော်အလံတိုင်ခွင့်နှစ်ဖူးစီစီးခွင့်မပေးပဲနဲ့ကဲမင်းတို့လက်နဲ့ချတဲ့ပုံစံနဲ့ပဲအိမ်ကိုပြန်ဆိုပြီးတော့ဖွင့်ပြခဲ့တာဖြစ်ပါတယ်။ဒါကိုအเจ้าသားတို့ကလက်မခံခဲ့တာဖြစ်ပါတယ်။အเจ้าသားတွေကသူတို့ ွဲမှာဒီတပိတ်မှာလုံးဝမစွန့်လုပ်ခဲ့တာတွေ့ပါတယ်ကျွန်တော်တို့အသက်ပင်တည်တည်ကျွန်တော်တို့ရဲ့အနံ့ကျွန်တော်တို့ရဲ့နှစ်ဖူးစည်းကိုတော့မစွန့်နိုင်ဘူးဆိုပြီးတော့ရှင်းတော့နားပါတကယ်လို့ဒါ decision maker သူတို့ကိုအချမ်းဖက်ဖြိုခင်းလိုက်တော့လို့ပြောတဲ့ decision maker စာဒီအနေထားကိုမြင်နေဆိုရင်ခလေးတွေကြွားချင်တာဟာ ်300 400ရဲ့ရှိဒီနေရာလေးကိုပဲသူတို့တွားချင်ကျွန်တော်တို့တွေဟိုးမန္တလေးကနေတောင်ခြေချက်လာခဲ့ပြီမြို့ပေါင်းစုံကိုဖက်လာအဲ့တော့သူတို့တောင်းနေတောင်းဆိုချက်ကအင်မတန်မြတ်တာတပီလို့သူတို့ခြေချက်လာပြီမိုင်းလေးအကျော်ခြေချက်လာပြီဒီအကွာဝေးလေးဒီအကွာဝေးလေးကိုသူတို့ရဲ့အလံလေးနဲ့သူတို့ရဲ့နှဖူးစည်းနဲ့ခြေချက်ခွင့်ကိုမပေးဘဲနဲ့အကျန်းဖက်လောက်ရက်ကို ဖြိုခွင်းတဲ့လုပ်ရက်ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်မအနေနဲ့ကျောင်းသားဒုဗိုလ်သားမကလည်းနဲ့ပေါ့နော်။အခုတလောနာကိုကျော်သူပြောသွားသလိုရွေးတော့တင်ပြချင်းခံရတဲ့အစိုးရလို့ပြောပြီးတော့ကျောင်းသားဒုသာမကပြည်သူတရားလုံးကိုအကျန့်ဖက်လုပ်ရက်တွေဇက်တိုက်ကျူးလွန်လာခဲ့တဲ့ဒီအစိုးရပေါ်အစိုးရဟာ ိမိတို့အကျန်းဖက်ဖြိုခွင်းခဲ့တဲ့ပြည်သူလူထုခွေကိုတောင်းပန်ဝင်ချပြီးတော့မိမိတို့ပေါ်မှာတင်နေတဲ့အကျွေးကိုအမြန်ဆုံးပြန်ဆက်ပေးပါလို့ပြောရတဲ့ဒီလို